မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စု EKK ဘတ်စိုက်ဘာငွေလိန်ခြံဝန်းကြီးအားအယောင်ပြစီးနှင်မှုကို Justice for Myanmar ဖော်ထုတ်အာဆီယံနဲ့နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်ဒေတာရီမတိညှိမှု၏ရေတောက်မြင့်ဖြစ်သည့်မြန်မာစစ်အုပ်စုကိုမဖြစ်မနေအေးအေးယူဆောင်ရွက်ရန်တောင်းဆိုရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တွင်မြန်မာစစ်အုပ်စုသည်နမိတ်ဆိုးဖြင့်ကြော်ကြသော KGBAT စိုက်ပါငွေလိမ်ချန်ဝန်ကြီးအားအယောင်ပြတ်စီးနှင်းမှုတရက်လှုပ်ဆောင်ခဲ့သည်အဆိုပါအယောင်ပြတ်ဝင်ရောက်ဖမ်းဆီးမှုအတွင် KGBAT အတွင်အလုံလုံနေသူများသို့မဟုတ်ပိတ်မိနေသူများအလုံးဤအစွန်ထွက်ပမာဏသာရှိသည့်အလုံသမား2198ဦးနှင့် Stalin ဆက်အလုံ30ကိုဖမ်းဆီးရမိခဲ့သည်ရှင်းဝင်ရောက်စီးနှင်းမှုသည်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကြိုက်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်လူကုန်ကူးမှုများတွင်ပါဝင်နေသည့်စစ်အုပ်စုနှင့်လက်အောက်ခံခရင်နေကြားဆောင်တပ်တို့၏အဓိကအခန်းကဏ္ဍကိုအာရုံပြောင်းလှည့်စားရန်နောက်ထပ်ကြိုးပမ်းမှုတစ်ရက်ဖြစ်ပုံရသည်မြန်မာစစ်တပ်သည်ရာဇဝတ်စည်းကွားလုပ်ငန်းကိုရည်ကြီးတစ်ခုကိုကြီးကြပ်လဲပတ်နေပြီး၎င်းကုတ်ကဲမှုအောက်ရှိခရင်နေကြားဆောင်တပ်နှင့်ရာဇဝတ်စည်းကွားကုမ္ပဏီများကိုလည်းလက်သက်မွေပြုစုပြောင်းထောင်ထားသည် ၎င်းတို့အတူပူးပေါင်း၍နိုင်ငံဖြတ်ကျော်ရာဇဝတ်စည်းပွားကိန်းခွင့်ရတစ်ခုကိုအသက်သွင်းလှုပ်ဆောင်နေပြီး KK ဘက်အပါအဝင်ရင်းခွင့်ရတီလက်ရှိကျူးလွန်လျက်ရှိသည့်နိုင်ငံတကာရာဇဝတ်မှုများအတွက်ငွေကြေးများကိုရှာဖွေပေးနေသည်၎င်းတို့သည်မြေယာထိန်ချုပ်မှုစည်းပွားရေးလိမ်လည်မှုများကျူးလွန်ရာအဆောက်အုံများတွင်အကျိုးစည်းပွားရယူမှုအခွန်ကောက်ခံမှုလုံခြုံရေးဝန်ဆောင်ပေးမှုတရားမဝင်ကုန်သွယ်မှုလူကုန်ကူးမှုနှင့် လူသုံးခုထိန်းချုပ်ရောင်းချမှုတို့မှတက်စင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှအကျိုးမြန်များရရှိနေခြင်းဖြစ်သည်ယခုနှစ်အစောပိုင်းကခရီးနေကြဆောင်တန်းခရီးအမျိုးသားတပ်အပေါ်အမေရိကန်ပြည်ထောင်စုဤတန်ခတ်ပိတ်ဆို့မှုများတွင်ရင်းပြည်သူစစ်အဖွဲ့မှတပ်ဖွဲ့ဝင်များသည် KK ဘက်ကိုလုံခြုံရေးပေးနေကြောင်းအစီရင်ခံခဲ့သည်ရင်းအစီရင်ခံမှုမတိုင်မီ2024ခုနှစ် Fisher was to the ဒနာတွင်လေခရင်နေချောင်းဆောင်စစ်တီများကို KK ဘက်တွင်လုံခြုံရေးချထားကြောင်းဖော်ပြခဲ့သည်။ ပြီးခဲ့တဲ့နှစ်ကချမှတ်ခဲ့သည့်ဥရောပသမဂ္ဂ၏တံခတ်ပိတ်ဆို့မှုများတွင်လည်းခရင်နေကြဆောင်တန်ဒုတိယဘုံမူကြီးစောမုတ်တုံနှင့်ဘုံမူစောတင်ဝင်းတို့နှစ်ဦးအား KK ပတ်တွင်ပါဝင်ပတ်သက်သူအကျိုးအမြတ်ရရှိသူများအဖြစ်သတ်မှတ်ဖော်ပြ၍တံခတ်ပိတ်ဆို့ခဲ့သည်မြန်မာစစ်တပ်ကိုကဲမှုအောင်ရှိနိုင်ငံဖြတ်ကျော်ရဇဝဲမှုများအတွင်ခရင်နေကြဆောင်တန်းနှင့်ခေါင်းဆောင်များ၏ပါဝင်ပတ်သက်မှုသည် KK ပတ်ထပ်ပင်များစွာကြော်လွန်ကျယ်ပြန့်သည့် ဥပမာအားဖြင့်စောချစ်သူနှင့်၎င်း၏သားသမီးများသည်ခရင်နေကြဆောင်တဲ့ကုမ္ပဏီ၉ခုကိုအတူတကွပိုင်ဆိုင်ကြသည်။ရှင်းတို့အနက်ကုမ္ပဏီတစ်ခုကိုစိုက်ပါငွေလိမ်ခြံကြီးများအတွက်ရှင်းနှီးမြှုပ်နှံထားပြီးထိုကုမ္ပဏီများမှာမြန်မာအပိုလို International Investment Company Limited, Apollo Partners, Shillong Bay Resort Tourism Development Company Limited, Shillong Bay Partners ဖြစ်ကြသည်။ ထို့ကြောင့်စိုက်ပါငွေလိမ်လုပ်ငန်းများအားကိုင်းတွဲဖြည့်ရှင်းမိနိုင်ငံတကာအရေးယူဆောင်ရွက်မှုများသည့်မြန်မာစစ်တပ်နှင့်ရင်းဤပြည်သူ့စစ်အဖွဲ့များအားကျေပြန့်စွာပြစ်မှတ်ထားဆောင်ရွက်ရမည်ဖြစ်သည်မြန်မာစစ်တပ်သည် ပြည်တွင်းဥပဒေဖြင့်၎င်းနိုင်ငံတကာဥပဒေပါဖွင့်ဆိုချက်ဖြင့်၎င်းအကြံဖတ်အဖွဲ့အစည်းတရက်ဖြစ်သည်စေအုစုသည်မြန်မာပြည်သူများအားမြန်မာနိုင်ငံအတွင်းနှင့်ဒေသဖြတ်ကျော်လူအစုလိုက်အပြုံလိုက်အာရမဖီအားပေရွှေပြောင်းစေမှုကြီးအတွက် တာဝန်ရှိသူဖြစ်သလိုအိန္ဒိယချင်းနိုင်ငံများတိပါကူဆက်တက်ရောက်စေခဲ့သော ကာလရှိစည်းပွားရေးအချက်အလက်ကြီးဖြစ်စေခဲ့သည့်ဒေတာတွင်မတည်ငြိမ်မှု၏အဓိကရေတောက်မြင့်လက်တည်တရက်ခံလေဖြစ်သည်စစ်တိတ်တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းအာဆီယံသည်စစ်အုပ်စုအားနိုင်ငံရေးတရားဝင်မှုမှရွက်စွာပေးအပ်ခဲ့ပြီးမြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ကနိုင်ငံတကာရာဇဝတ်မှုများနှင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုအပြစ်ပေးအရေးယူခံရမှုလွတ်ကင်းစွာဖြင့်ကျူးလွန်လျက်ရှိနေစဉ်ရှင်းအဖွဲ့အစည်းများကိုထောက်လန်းရေးတရင်အချက်အလက်များနှင့်လေ့ကျင့်တင်ကြားမှုများပေးအပ်ခဲ့သည်ထို့သောအာဆီယံ၏စစ်အုပ်စုအာ နိုင်ငံရေးတရားဝင်မှုမှားယွင်းစွာပေးအပ်ခြင်းသည်ရင်းရာဇဝတ်စည်းဝါခွင့်ရအားပုံမအတင့်ရဲစေခဲ့သည်သာမကစေအုပ်စုအားနိုင်ငံတကာဥပဒေကြောင်းအရာအရေးယူဆောင်ရွက်မှုများကိုရှောင်ရှားရန်ကူညီပေးနိုင်သည့်အသိပညာများပေးအပ်ခဲ့ခြင်းဖြင့်နေဆက်ဖြတ်ကျော်ပြစ်မှုများအတွက်နိုင်ငံတကာတုံ့ပြန်မှုများကိုပါထိခိုက်စေခဲ့သည်လာမီအာဆီယံထိပ်သီးအစည်းအဝေးတွင်အစိုးရများအနေဖြင့်စေအုပ်စုနှင့်၎င်းတို့ကိုတရားဝင်မှုရရှိစေရန်ကြိုးပမ်းသည့်အတူရောင်ရွေးကောက်ပွဲအားပြသစွာစန့်ကျင်ရည်ရည်ရည်ဖြစ်သည်။ အစိုးရများအနေဖြင့်အရက်ဖက်အဖွဲ့အစည်းများတောင်းဆိုထားသည့်အတိုင်းစစ်အုပ်စု၏ဘဏ္ဍာငွေစစ်လက်နက်နှင့်လေယာဉ်စီလံကြောင်းများကိုဖျက်တောက်ရမည်ဖြစ်ပြီးလူမျိုးတုံ့တက်ဖြတ်မှုစစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်နိုင်ငံတကာအရေးယူတာဝန်ခံစေမှုရရှိစေရန်လှုံ့ဆော်ရမည်ဖြစ်သည်စစ်တပ်ဖျက်သိမ်းပြီး Federal Democracy တိဆောက်ရေးအတွက်မြန်မာပြည်သူများ၏ရုံးကန်လှုံ့ဆော်မှုကိုပံ့ပိုးကူညီခြင်းဖြင့်သာ ASEAN နှင့်နိုင်ငံတကာအတိုက်အဝန်းနေဖြင့် စိုက်ပါပြစ်မှုအကျက်တဲနှင့်မြမအကျက်တဲတို့အားအပီးတိုက်အမြင့်ပြတ်ဖြည့်ရှင်းနိုင်ပြီဖြစ်သည်ဆက်လက်ပြီးနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှာဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မအောင်တို့ဦးဆောင်တဲ့မြမလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ထက်ရောက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပတဲ့151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံမှာဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မအောင်တို့ဦးဆောင်တဲ့မြမလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ထက်ရောက်နေတယ်လို့ ဖြီတော်စုလွတ်တော်ကိုစာဖြူကော်မတီ CRPH ကဒီနေ့ထုတ်ပြန်ပါတယ်။မြန်မာလွတ်တော်ကိုစလဲအဖွဲ့ဟာအာနာသိန်းစစ်အုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ရလတ်အပေါ်ကန့်ကွက်ပေးဖို့နဲ့အတိမတ်မပြုရင်မတရားဖန်ဆီးထိမ့်သိမ်းခံရတဲ့နိုင်ငံတော်အကြီးအကဲတွေရွေးကောက်ခံလွတ်တော်ကိုစလဲတွေနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရင်2020ထွေထွေရွေးကောက်ပွဲအနိုင်ရလွတ်တော်ကိုစလဲတွေနဲ့ CRPH ကိုကမ္ဘာလွှတ်တော်အတိုင်းဝိုင်းကဆက်လက်အတိမတ်ပြုရေးအချက်အလက်တွေကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဖော်ပြပါတယ် လက်ရှိပြည်ပခဖြည့်ရှင်ရေးနဲ့ရေရှည်တည်တံ့တဲ့အဖြစ်ရှာခြင်းမှာဒေါ်လာရေးအင်အားစုတွေရဲ့စောင့်ရွက်သွားမဲ့လုပ်ငန်းစဉ်တွေအပေါ်ထိရောက်သောပံ့ပိုးကူညီမှုတွေရရှိရေးကိုလည်းအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအောက်တိုဘာ16ရက်မှာအာရှဖက်စီဖိတ်အုပ်စုအာရှဖက်စီဖိတ်ဂရုနဲ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကိုတက်ရောက်ခဲ့တယ်လို့အောက်တိုဘာ20ရက်မှာလည်းအမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Debate အစီအစဉ်တို့ကိုတက်ရောက်ခဲ့တယ်လို့ CRPH ကထုတ်ပြန်ပါတယ်။ဒါပြင်မလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဩစတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်းဖြီးကြားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုတွေအတွင်အကြံဖတ်စစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊လူခွင့်ရေးချိုးဖောက်မှုတွေနဲ့အကြံဖတ်မှုတွေအဲ့ဒီလောက်ရက်တွေကြောင့်နေရက်စွန့်ခွာနေပြီးဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်တွင်းရှိစစ်ပေးရှောင်ပြည်သူတွေနဲ့အခြားနိုင်ငံများရှိရွှေပြောင်းမြမာပြည်သူတွေရဲ့အခြေအနေတွေ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုရှင်းလင်းတင်ပြခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ IPU ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်မှနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက် IPU အမှုဆောင်ကောင်စီဟာ CRPH ကိုအဓိကဆွေးနွေးဖက်မိဖက်အဖြစ်အတိအမှတ်ပြုခဲ့ကဒီနေ့ထိတိုင်ဆက်လက်အတိအမှတ်ပြုထားတယ်လို့သိရပါတယ်။ဆက်လက်ပြီးဖာကတ်ရှိ KIA တပ်မဟာကိုတပ်ရင်း6ကိုလေကြောင်းမှပုံကျဲချတိုက်ခိုက်ပြီးစစ်ကြောင်းထိုးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ ကချင်ပြည်နယ်ဖားကန်းမြို့နယ်ကန်စီဒေသရှိ KIA တပ်မဟာကိုတရင်6နေမြေကိုစစ်ကော်မရှင်ကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရှင်းနှစ်အောက်တိုဘာ22ရက်နေ့နှစ်ပိုင်းအချိန်တွင်စစ်ကော်မရှင်ကဝိုင်းတွဲလျင်ဖြင့်တရင်6နေမြေတွင်သို့ဘုံလုံးရေ36လုံးကျော်ကျဲချတိုက်ခိုက်ခဲ့သည်ဟုဆိုပါတယ်။တရင်6နေမြေအတွင်းမှစစ်တပ်ကမြေပြင်ဝေဟင်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။စစ်ကော်မရှင်ရဲ့ရှမ်းပြည်တပ် SND တို့အင်အားလုံးရင်းဖြင့်တရင်6နေမြေအတွင်းသို့စစ်ကြောင်းထိုးခွင့်ရောက်လာတဲ့အတွက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ပါတယ်။စစ်ကောင်မရှင်တက်ဆွဲထားတဲ့ဆိုင်းတောင်ယူမာလန်ပေါ်ရှိအေပါဝင်းရောချန်နဲ့မရှိကထောင်တရုတ်ပုံကြောင်ရခိုင်ကုန်းပေါ်တို့တွင်ထိတွေ့တိုက်ပွဲများပြင်းထန်နေပါတယ်။ဖားကန့်တွင်ဝင်ရောက်စစ်ကြောင်းထုတ်နေသည့်စစ်ကောင်မရှင်တက်အချို့ထွက်ခွာသွားတော့လေကျန်ရှိတဲ့စစ်ကောင်စီနဲ့ရှမ်းပြည်ပြည်သူစစ်များပူးပေါင်းပြီးတရင်၆နယ်မြေအတွင်းစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။